2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအဆင်ပြေချုံးမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်ကချင်ပြည်နယ်အစိုးရအဖွဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏လုပ်ငန်းညှိနှိုင်းစည်းဝေးကုန်ယမနီနက်နက်ပိုင်းကပြည်နယ်အစိုးရအဖွဲ့ရုံမလီခါခမ်းမ၌ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးမှာပြည်내ဝန်ကြီးချုပ်ဦးခက်ထိန်နှံကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အသက်၁၈နှစ်ပြည့်ပြီးသည့်နိုင်ငံသားအားလုံးမဲပေခွေမဆုံးရှုံးစေရေးအတွက်တအိမ်တက်တအိမ်စင်ဒေါ်တူဒေါ်မြေပြင်ကွင်းစင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့်အလေးထားဆောင်ရွက်သွားရန်ကျင်းပမည့်အစီအစဉ်အောင်စနစ်တကျစီမံ၍ဥပဒေနဲ့ညီဆောင်ရွက်သွားကြရန်မဲစင်းများမယုံမှုမရှိစေရေးနဲ့မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားအားလုံးမဲစင်းတွင်အမိပါရှိစေရေးတို့အတွက်အစစ်စစ်သောအုပ်ချုပ်ရေးမှုများအထိဆက်သွယ်စီမံဆောင်ရွက်သွားရန်လာမည့်ဒီဇင်ဘာလ20 28ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲကိုတိတ်ခါရှိပြီးလွတ်လပ်၍တရားများသာသောရွေးကောက်ပွဲဖြစ်စေရန်အားလုံးကဟန်ချက်ညီညီဖြင့်အောက်တိုဘာလ9ရက်စ조사ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။ ဆလဘီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်အောင်စောတွေကလောင်မဲရွေးကောက်ပွဲတီမတ်ကျောက်တင်နိုင်အောင်အကောင်းဆုံးဆောင်ရွက်သွားရမည်ဖြစ်ပြီးမင်းဆန္ဒရှင်စီရင်မှန်ကန်မှုရရှိစေရင်မြေပြင်ကွင်းစင်စစ်စီရေးအဖွဲ့များကိုလည်းဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးပထမအကြိမ်မဲဆင်းထုတ်ပြန်ကြေညာထားရှိမှုမှာစစ်စေးတွေးရှိချက်များအပေါ်မူတည်ပြီးအာသာချက်အားနည်းချက်များအပေါ်ဖြစ်စည်းပေါင်းဆက်ဆောင်ရွက်နိုင်ရင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်တဲ့အတွက်တင်ပြဆွေးနွေးကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါတယ် အိမ်နောင်အစည်းအဝေးတက်ရောက်လာကြတဲ့တာဝန်ရှိသူအသီးသီးတို့က၎င်းတို့ဆောင်ရွက်ထားရှိမှုအခြေအနေများနဲ့ပတ်သက်၍သက်ဆိုင်ရာခန္ဓာလိုက်ဆွေးနွေးတင်ပြခဲ့ကြရအောင်တိုင်းမူနေပြည်နယ်ဝန်ကြီးချုပ်တို့ကတုံ့သက်ဖြစ်ဆို၍ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်